မြန်မာနိုင်ငံတွင်တရုတ်နိုင်ငံသားတွေလာရောက်တစ်ခုတ်ယူမှုအတွက်ငွေကြေးပေးချေရာမှာမြန်မာငွေအတုများရွာငွေအတုများပေးချေမှုတွေရှိနေတဲ့ပေါ်တရုတ်စိုးရဘက်မှတားဆီးပေးဖို့ကိုမြန်မာစိုးရတာဝန်ရှိသူတွေကတောင်းဆိုလိုက်ပါတယ်ဒီလိုတောင်းဆိုမှုကိုတရုတ်နိုင်ငံမှာကျင်းပလျက်ရှိတဲ့73ချိန်မြောက်တရုတ်မြန်မာနယ်စပ်ကုန်စည်ပြပွဲတွင်ရှိတရုတ်မြန်မာကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာဆွေးနွေးပွဲတွေမှာတောင်းဆိုလိုက်တာဖြစ်ပါတယ် မြန်မာဆိုရတာဝန်ရှိသူတွေအနေနဲ့တရုတ်ဆိုရကိုတောင်းဆိုရမှာမြန်မာနိုင်ငံဘက်ကသလုံးတွေကိုတန်ချိန်တောင်းတဲ့ချီပြီးတရုတ်နိုင်ငံဘက်ကိုတရားမဝင်ခိုးထုတ်နေမှုကိုလည်းတားဆီးပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ကောက်စစ်ဝင်ချုပ်ဦးအောင်ကျော်ကသလုံးတွေကိုတန်ချိန်တောင်းတဲ့ချီပြီးထုတ်လိုက်တဲ့အတွက်ကချင်ပြည်နယ်ဘက်မှာတောင်းကြုံတွေဖြစ်ကုန်တယ်လို့ဆိုပါတယ်။တစ်လုံးငံရဲ့ထုံးစံအရတစ်လုံးကိုခုတ်ပြီးရင်ပြန်ဆိုက်ရပေမဲ့လက်ရှိဖြစ်ပေါ်နေရမှာတစ်လုံးခုတ်ပြီးပြန်လဲဆိုက်ပြိုးမှုမရှိတာကြောင့်နောက်ပိုင်းမှာတစ်ပင်မရှိတော့တဲ့အတွက်ရာသီဥတုပြောင်းလဲမှုတွေဖြစ်ပေါ်နိုင်တယ်လို့ဥအောင်ကျော်ကဆက်လက်ပြောကြားပါဗျာ။ ဒါပြင်တရုတ်နိုင်ငံဘက်ကသူတွေဟာမြန်မာပြည်တွင်းမှာတစ်ခုတ်ယူမှုတွင်ငွေပေးချေရမှာလဲမြန်မာငွေရန်ငွေအတုတွေပေးချေတာကြောင့်တစ်ပင်ကိုဒီတိုင်းယူသွားတဲ့သဘောမျိုးဖြစ်နေတယ်လို့ဆိုပါတယ် ီလိုငွေကြေးအတူပေးချေမှုအတွက်လဲတစ်ပင်ကိုကိုယောင်ထားတဲ့အတွက်ငွေကြေးလက်ခံရရှိသူကအစိုးရကိုတိုင်တန်းလို့မရတာတွေရှိနေတယ်လို့လဲဥအောင်ကျော်ကဆက်လက်ပြောကြားပါတယ်။ဒီလိုတရားမဝင်တစ်ခိုးထုတ်မှုတွေဟာကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာအများဆုံးဖြစ်ပွားလျက်ရှိပြီးရွာငွေအတူပေးချေမှုကတော့ရှမ်းပြည်နယ်နန်းခမ်းနယ်စပ်တွေမှာဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။အခုလိုကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်ဘက်တွေမှာတရားမဝင်တစ်ခိုးထုတ်နေမှုတွေအတွက်မြန်မာအစိုးရကတရုတ်အစိုးရနှစ်ဖက်လုံးကဝိုင်းဝန်းတားဆီးဖို့လိုအပ်တယ်လို့ယူနန်ပြည်နယ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့တဲ့မြန်မာအစိုးရတာဝန်ရှိသူတွေကပြောကြားခဲ့ बारे